ျွန်တော်တို့ရဲ့သွေးဟာခန္ဓာကိုယ်တစ်ခုလုံးကိုအောက်ဆီဂျင်ဟော်မုန်းနဲ့တတုတ္တွေတည်ပို့ပေးပြီးအညစ်အကြေးတွေကိုဖယ်ရှားပေးတဲ့အရေးကြီးတဲ့အရာတစ်ခုပါ။သွေးတက်နေမှအသေးကြောက်ကက်တဲ့နှလုံးတို့ကလည်းအကောင်းဆုံးအလုပ်လုပ်နိုင်မှာပါ။သွေးထဲမှာအညစ်အကြေးတွေများလာရင် မောပန်းတာအသားရည်ညင်နွမ်းတာမကြာခဏဖျားနာတာကိုယ်ခံအားကျတာတွေဖြစ်နိုင်ပါတယ်။ဒီပြဿနာတွေကိုကြာကြာထားရင် ပိုပြီးဆိုးရွားတဲ့ရောဂါတွေဖြစ်လာနိုင်ပါတယ်။အမြဲတမ်းလိုလိုမောပန်းနေတာဝက်ချံတွေထွက်တာ အသားရည်မှာအဖို့ပိန့်တွေဖြစ်တာခဏခဏဖျားနာတာတွေဟာတင့်သွေးကိုတန့်စင်ဖို့လိုအပ်နေပြီဆိုတဲ့လက္ခဏာတွေပါပဲဒီဆောင်ပါမှာတော့တင့်သွေးကိုတဘာဝအတိုင်းတန့်စင်စေပြီးကျန်းမာရေးကိုပိုကောင်းမွန်လာစေမယ်နေ့စဉ်ဘဝမှာလွယ်လွယ်ကူကူလုပ်နိုင်တဲ့နီလန်း20ကိုဖော်ပြပေးသွားမှာပါတွေးတန့်စင်နေဆိုတာပါလေတွေးတန့်စင်တဲ့အဓိကအလုပ်ကိုအသေးကလုပ်ပါတယ်သူကတွေးတဲ့ကမလိုအပ်တဲ့အစိတ်အတော့နဲ့အညစ်အကြေးတွေကိုစစ်ထုတ်ပြီး ခန္ဓာကိုယ်ရဲ့ကနေဆွန့်ထုတ်ပေးပါတယ်အသေးကအဓိကတာဝန်ယူပေမဲ့ကြောက်ကက်အဆုတ်အေးပြားနဲ့ပြန်ရီကျောစနစ်တွေကလည်းတွေးတန့်စင်ဖို့ကူညီပေးကြပါတယ်ကျန်းမာဖို့အတွက် တွေးတန့်စင်ပြီးကောင်းကောင်းလည်ပတ်နေဖို့အရေးကြီးပါတယ်ဒါပေမဲ့နေ့စဉ်ဘဝမှာထိတွေ့နေရတဲ့ဓာတုပစ္စည်းတွေကြောင့်လူတော်များများရဲ့တွေးထဲမှာမလိုအပ်တဲ့အရာတွေပါဝင်နေတတ်ပါတယ်တွေးတန့်စင်ဖို့ဘာလို့အရေးကြီးတာလဲကျွန်တော်တို့ရဲ့တွေးဟာခန္ဓာကိုယ်ကို အာဟာရနဲ့ အောက်ဆီဂျင်တွေပေးနေတာဖြစ်လို့တွေးကိုတန့်ရှင်းနေအောင်ထားဖို့ကအလွန်ရေးကြီးပါတယ်။တွေးတန့်စင်ခြင်းရဲ့အကျိုးကျေးဇူးတွေကတော့ခန္ဓာကိုယ်ရဲ့အစိတ်အောက်တွေကိုဖယ်ရှားပေးလို့ကိုယ်ခံအားကိုကောင်းစေတယ်။တွေးတန့်ရှင်းရင်အသားအရည်ကိုလည်းကြည်လင်လာပါစေတယ်။ဝတ်ချံတဲ့အမီးဆက်တွေကိုကာကွယ်ပေးတယ်။ပြုပြင်ထားတဲ့အစားအစာတွေအစားများရင်တက်လာနိုင်တဲ့မကောင်းတဲ့ကိုလက်စတရောတွေကိုဖယ်ရှားပေးတယ်။အသေးရဲ့လှုပ်ဆောင်ချက်ကိုအားကောင်းစေတယ်။ တွေးလည်ပတ်မှုကို ကောင်းမွန်စေပြီးခန္ဓာကိုယ်အနှံ့ကို အာဟာရပြည့်ဝတဲ့တွေးတွေရောက်အောင်ပို့ပေးတယ်။အဓိကကတော့ဓာတ်တိုးစန့်ခြင်းပစ္စည်းတွေစားသုံးခြင်းအပြင် ခန္ဓာကိုယ်ကိုဒုက္ခပေးတဲ့ free radical တွေကိုတိုက်ထုတ်ပေးပါတယ်။တွေးတန့်စင်စေဖို့အိမ်မှာလုံနိုင်တဲ့နည်းလမ်းများတွေးကိုတန့်စင်ဖို့အတွက်မော်ဆန်တဲ့အစားအစာတမျိုးရဲတော့မရှိပါဘူး။အတီးရွက်နဲ့တတိဝလံတွေများများပါတယ်။ကျန်းမာရေးနဲ့ညီညွတ်တဲ့အစားအသောက်ပုံစံကအကောင်းဆုံးပါပဲ။ ောက်မှာဖော်ပြထားတဲ့အစားအစာတွေကတော့အသေးနဲ့ကြောက်ကက်ကိုအားကောင်းစေပြီးတွေးတွေကအညစ်အကြေးတွေကိုစစ်ထုတ်ရမှာအထူးကူညီပေးနိုင်ပါတယ်။အနီရောင်မုံလာဦးဒီနီရောင်မုံလာဦးဟာအသေးမှာဖြစ်တဲ့ရောင်ရမ်းမှုတွေကိုတက်တာစေပြီးအစိတ်ဖြေတဲ့အင်ဇိုင်းတွေထွက်အောင်ကူညီပေးပါတယ်။ဖြော်ရီလှုပ်တောက်တာတုတ်စားတာမျိုးလုပ်နိုင်ပါတယ်။ကျက်တုံဖြူကျက်တုံဖြူစိမ်းဟာတွေးကိုတန့်စင်ပေးတဲ့သဘာဝဆေးတစ်မျိုးပါ။သူ့မှာပါတဲ့အဲလီစင်တက်က တဲကိုအစိတ်တောက်တွေကနေကာကွယ်ပေးပါတယ်။ယောဂပိုးမွားတွေကိုလည်းတိုက်ထုတ်ပေးပါတယ်။နတ်နွင်းနတ်နွင်းမှာပါတဲ့ကာကွယ်မင်တက်ကရောင်ရမ်းမှုကိုကြားစေပြီးအသေးကိုကျမ်းမာစေကသွေးကိုတန့်စင်စေပါတယ်။နတ်နွင်းမှုကိုဟင်းထဲထည့်ချက်တာဒါမှမဟုတ်နွားနို့ပူပူလေးတဲ့နတ်နွင်းမှုနီးနေခတ်ပြီးတောက်တာ နတ်နွင်းနို့လှုပ်လို့ရပါတယ်။အရွက်စိမ့်တွေဟင်းနုနယ်ကြိုက်လန်ကန်ဆုံရွက်လို့အရွက်စိမ့်တွေမှာအမြင့်တက်တဲ့အာဟာရဓာတ်တွေကျွဲဝတာကြောင့် အသေးရဲ့အစိတ်ဖြေစွမ်းအားကိုမြင့်တင်ပေးပါတယ်။ရေရေများများတောက်တာဟာကြောက်ကဲ့ရဲ့လှုပ်ဆောင်ချက်ကိုအကောင်းဆုံးမြင့်တင်ပေးနိုင်တဲ့နည်းလမ်းပါ။ရေကသွေးကြောတွေကိုပွင့်စေပြီးသွေးလည်ပတ်မှုကောင်းစေပါတယ်။ဒီနေ့ကို စီ6ခွက်စာလောက်တွားနိုင်အောင် ရေတောက်ပေးသင့်ပါတယ်။တံပြာရေမနေ့အရာအချိန်မှာရေနွေးနွေးတဲ့ကိုတံပြာသီးတစ်ချမ်းညစ်ပြီးတောက်ပေးတာကသွေးတွေကအစိတ်တောက်တွေကိုဖယ်ရှားပေးပြီးအစာချေစနစ်ကိုလည်းတန့်စင်စေပါတယ်။ ။ Bang Coffee Coffee ထုတ်လို့အရွက်များ Bang Coffee Coffee ထုတ် Brussels ပင်ပေါက်လို့အရွက်တွေကကြောက်ကက်ကြမ်းမာရေးအတွက်အရန်ကောင်းပါတယ်။သူတို့ကိုအစိမ်းစားတာပြုတ်စားတာကြော်စားတာအဆုံးလုပ်စားလို့ရပါတယ်။တတိပေးချက် တိုင်းရွက်ယောဂရှိသူတွေကတော့ Coffee ထုတ်ကိုရှောင်တင်ပါတယ်။ Blueberry Tea ဒီတီးလေးတွေကအသေးကိုပျက်စီးခြင်းကနေကာကွယ်ပေးတဲ့တတိုးဆန့်ကျင်ပစ္စည်းတွေအများကြီးပါပါတယ်။ အစာပြေစားတာဒိန်ချင်နဲ့ရောစားတာမျိုးလုပ်နိုင်ပါတယ်ဘန်ကော့ဖီစိန်သူ့မှာပါတဲ့ဗီတာမင်စီကယ်စီယမ်နဲ့တခြားအာဟာရဓာတ်တွေကအစိတ်တောက်တွေကိုဖယ်ရှားပြီးကိုယ်ခံအားကိုကောင်းစေပါတယ်တရုတ်နန်နန်ဒီပင်ကအသေးကိုကာကွယ်ပေးပြီးစီးသွားများစေလို့ကြောက်ကက်ကနေညစ်ကြေးတွေကိုကောင်းကောင်းဆွန့်ထုတ်နိုင်အောင်ကူညီပေးပါတယ်ဟင်းတွေထဲမှာဖြူပြီးစားလို့ရပါတယ်ဘန်ဒီဘန်ဒီမှာပါတဲ့ပတ်တင်ဆိုတဲ့အမြင်တက်က ်တွေးရင်းတကြားဓာတ်ကို ထိမ့်ညိပေးပါတယ်တွေးရင်းတကြားဓာတ်များရင်ကြောက်ကက်ကိုထိခိုက်နိုင်တာကြောင့်ဗန်ဒီစားတာက ကြောက်ကက်ကိုကာကွယ်ရလဲရောက်ပါတယ်ထန်းညက်ထန်းညက်ဟာတကြားဖြူစားသုံးတဲ့တဘာဝချိုတမျိုးဖြစ်ပြီးတွေးကိုတန့်စင်စေပါတယ်သူ့မှာပါတဲ့အမြင်ဓာတ်ကအစာအိမ်နဲ့ဦးလန်းချောင်းကိုတန့်ရှင်းစေပြီးတန်ဓာတ်ကတွေးအားကောင်းစေပါတယ်ညရုပ်တီးအဆက်ညရုပ်တီးမှာပါတဲ့ကဆေးစင်ဓာတ်ကစိတ်တောက်တွေကိုခြေဖြတ်ပေးပြီး တွေးလည်ပတ်မှုကိုလည်းကောင်းစေပါတယ်။မုတ်ဖုတ်ဆိုတာနဲ့ဗန္တိရှာလာကာကြီးဒီအယောဂခန္ဓာကိုယ်ရဲ့ပြီးအိုက်တက်ကိုမြတ်တစေပြီးတွေးကိုတန့်စင်စေပါတယ်။မုတ်ဖုတ်ဆိုတာလက်ဖက်ရည်စုံတဝက်နဲ့ဗန္တိရှာလာကာကြီးစားပွဲတင်စုံနှစ်စုံကိုဖန်ခွက်ထဲထည့်ပြီးအမြုပ်ထိုင်သွားရင်ရေးထည့်ပြီးချက်ချင်းတောက်ပါ။တတိပေးချက်တွေးလို့ရှိသူတွေကတော့ဆရာဝန်နဲ့တိုင်ပင်ပြီးမှတောက်တင်ပါတယ်။နန်နန်ဘင်း နန်နန်ပင်ကခန္ဓာကိုယ်ထဲကိုရောက်လာတဲ့ခဲပြက်သားလိုတတုစိတ်တွေကိုဖယ်ရှားပေးပါတယ်။ဟင်းတွေပေါ်မှာဖြူးစားတာတုပ်စားတာလုံနိုင်ပါတယ်။ပင်စိန်ပင်စိန်ရွက်ကဗက်တီးရီးယားတွေကိုတည်စေပြီးရောင်ရမ်းမှုကိုကျစေပါတယ်။အသေးကြောက်ကက်နဲ့သွေးတွေကအစိတ်တွေကိုစီးကနေတဆင့်ဆွန့်ထုတ်ပေးပါတယ်။ပင်စိန်ရွက်၅ရွက်၆ရွက်လောက်ကိုအစားအစာနဲ့ထည့်စားတာဒါမှမဟုတ်ရေနွေးနဲ့လက်ဖက်ရည်ကြမ်းလိုလုပ်ပြီးတောက်လို့ရပါတယ်။၅ ဆယ်မွန်တူနာ၅တတ၅လို့အစီများတဲ့ငါးတွေမှာပါတဲ့အိုမီဂါ၃ကသွေးရင်းစီကိုကျစေပြီးအသည်နဲ့ကြောက်ကက်အတွက်ကောင်းပါတယ်။တတိပေးချက်ကြောက်ကက်ယောဂခံရှိသူတွေကတော့ပရိုတင်းများတဲ့ငါးကိုအများကြီးမစားသင့်ပါဘူး။ချင်ပေါင်ချင်ပေါင်က စီးသွားများစေပြီးကြောက်ကက်ရဲ့စစ်ထုတ်နိုင်စွမ်းကို ကူညီပေးပါတယ်။ချင်ပေါင်ကိုလက်ဖက်ချောက်လိုခတ်တောက်လို့ရတယ်လို့ဟင်းချက်စားတာအရွက်ကိုတုပ်စားတာမျိုးလုပ်နိုင်ပါတယ်။ဒန်ဒလွန်ဘင် ဒန်းဒလွန်ဘင်ကစီးသွားစေရဲ့အာနိသင်ရှိလို့တွေးတဲ့ကအညစ်အကြေးတွေကိုစစ်ထုတ်ပေးပါတယ်။အရွက်အပွင့်ဒါမှမဟုတ်အမြစ်ကို ရေနွေးနဲ့လက်ဖက်ရည်ကျန်းလုပ်ပြီးတောက်နိုင်ပါတယ်။မုံလာဦးနီ မုံလာဦးနီကအသားရည်အတွက်အရန်ကောင်းပြီးအစာချေစနစ်ကိုတန့်စင်ပေးပါတယ်။သူ့မှာပါတဲ့ဗီတာမင်အေကအရေးပြားအောက်ကတွေးကြောတွေကိုအားကောင်းစေပြီးတွေးလေပတ်မှုကိုတိုးတက်စေပါတယ်။ဘယ်ချိန်မှာဆရာဝန်နဲ့ပြတ်တင်လဲ တဘာဝနီလန်းတွေကအထောက်ကူပြုပေမဲ့တခါတလေမှာတော့စေကူတမှုခံယူဖို့လိုအပ်ပါတယ်။အောက်ပါလက္ခဏာတွေကြာရှည်စွာဖြစ်နေရင်ဆရာဝန်နဲ့ပြသတိုင်းပင်သင်ပါတယ်။အချိန်ကြာကြီးမောပန်းနေတာ၊မူးဝေတာ၊အသားရေ ဖြူဖြော့နေတာ၊အကြောင်းရင်းမရှိဘဲကိုယ်လေးချိန်ကြတာ၊ထိခိုက်မိတာမရှိဘဲအညိုမေးဆွဲတာ၊တွေးထွက်လွယ်တာ၊အစိအမြစ်တွေနာကျင်တာ၊ပြန်ရည်ကျိတ်တွေရောင်ရမ်းတာ။ ဒီလိုလက္ခဏာတွေဟာအသေးယောဂါ၊သွေးအားနည်းယောဂါ၊ဒါမှမဟုတ်တခြားကျန်းမာရေးပြဿနာတွေရဲ့ရှေ့ပြေးဖြစ်နိုင်လို့ပါ။နီဂုံချုပ်ဒီမှာဖော်ပြခဲ့တဲ့တဘာဝနီလန်း20ကတင့်ခန္ဓာကိုယ်ကို ပြန်လည်လန်းဆန်းစေပြီးကျန်းမာရေးကောင်းမွန်ဖို့အသားအရေကြီးလင်ဖို့နဲ့ကိုယ်ခံအားတက်ဖို့အများကြီးအထောက်အကူပြုပါလိမ့်မယ်။သွေးတန့်စင်အောင်ဂယူးဆိုင်နေထိုင်ခြင်းကတခါတည်းနဲ့ပြီးသွားတဲ့အရာမဟုတ်ပဲနေ့စဉ်ဘဝမှာကျင့်သုံးရမယ့်ကျန်းမာရေးနေထိုင်မှုပုံစံတစ်ခုဖြစ်ပါတယ်။ ဒီနီလန်းလေးတွေကိုလိုက်နာပြီးပိုချမ်းမာလန်းဆန်းတဲ့ဘဝကို ပိုင်ဆိုင်နိုင်ကြပါစေဒီဗီဒီယိုလေးကပရိသတ်တွေအတွက်အကျိုးရှိတယ်ဆိုရင်လိုက်နဲ့ share လေးလဲလှုပ်သွားပေးဖို့တောင်းဆိုချင်ပါတယ်ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုအားပေးတဲ့အတွက် အထူးပဲကျေးဇူးတင်ပါတယ်နောက်ထပ်ဗီဒီယိုတစ်တစ်တွေကိုလည်းထပ်မံကြည့်ရှုအားပေးကြပါအောင်လို့တောင်းဆိုချင်ပါတယ် အားလုံးပဲစိတ်ဤချမ်းသာခြင်းကိုယ်ဤချမ်းမာခြင်းနဲ့ပြည့်စုံကြပါစေလို့ဆုတောင်းရင်းနဲ့နောက်ထပ်ဗီဒီယိုမှာပြန်တွေ့ကြမယ်ဘိုင်းဘိုင်း